ိုင်ငံရဲ့အလို့အရှိဆုံးတရားခံပြီးလော်ချိုနာရော့စ်ဂိုင်းကောင်းဆောင်ဖီတိုကိုပြန်လည်ဖမ်းမိခဲ့တယ်လို့အီကွေဒေါ်သမ္မတကဇွန်25ရက်ကထုတ်ပြန်ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။သူဟာအကြမ်းဖက်မှုတွေဇဒိုက်ဖြစ်ပွားခဲ့တဲ့ထောင်ကနေလွတ်သွားခဲ့ပြီးတဲ့နောက်တစ်နှစ်အကြာမှာပြန်လည်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ဖီတိုကိုအမေရိကန်ပြည်ထောင်စုထံပို့ဆောင်ဖို့ကျွန်တော်တို့ဘက်ကလိုအပ်တဲ့အပိုင်းတွေကိုလုံဆောင်ထားပြီးပါပြီ။အမေရိကန်ဘက်ကတုံ့ပြန်မှုကိုကျွန်တော်တို့စောင့်နေပါတယ်လို့အီကွေဒေါ်သမ္မတဒန်နီယယ်နိုဘိုဘာက X မှာရေးသားခဲ့ပါတယ်။ ီတိုရဲ့လူသိများသူဖြစ်တဲ့မူရစ်ကောင်းဆောင်ဟိုစီအတူဖော်မာ CS ဗီလာမာဟာ2024ခုနှစ်အစောပိုင်းမှာအီကွေဒေါထောင်ကနေလွတ်သွားခဲ့ပါတယ်။အမေရိကန်အစိုးရရှင်တွေကသူ့ကိုမျက်ကွယ်အနေထားမှာကိုကင်းဖြန့်ချီမှုလျှို့ဝှက်ခြင်းစီမှုလက်နက်နဲ့ဆက်ဆက်နေတဲ့ရာဇဝတ်မှုတွေလက်နက်မောင်းခိုးသွင်းတာတွေအပါအဝင်ပြစ်ချက်ခုနှစ်ခုလုံးနဲ့တရားစွဲဆိုထားပါတယ်။၎င်းလွတ်မြောက်ခဲ့တာကအီကွေဒေါမှာလူစုကိုင်းအကြမ်းဖက်မှုတွေကိုမြင့်တက်လာစေခဲ့တယ်လို့ဆိုပါတယ်။